ဆိုတော့အဲ့24 voltage နဲ့ဒီဘက်နဲ့24 voltage နဲ့တူသွားတယ်။ဒီမတူညီတဲ့သုံးချက်မှာသူကဟိုတစ်ခုနှစ်ခုကတူနေပြီးတော့တစ်ခုကမတူတာ။ဆိုတော့အဲ့ကျတော့အဲ့ hybrid ကတစ်ဖက်မှာကျွန်တော်တို့က tempo 5 ampere tempo 5 ampere နှစ်ခုကိုသူက series ရှိလိုက်တယ်။တစ်ဖက်မှာကျွန်တော်တို့ကဒီ20အာဒီအချက်ကြီးတဲ့အချက်နဲ့ပေါ့နော်ဒီကြီးတဲ့အချက်နဲ့သူကပြည့်လေပြန်သုံးလိုက်တယ်။အဲ့လိုသုံးလိုက်တဲ့အချိန်မှာဘယ်လိုရသွားသလဲပေါ့နော်ဆက်ကြည့်အောင်။ โอเคရတဲ့အဖြေကိုတစ်ချက်ကြည့်လိုက်ဗျာတန်းအဖြေရရသွားခြင်းဒီသူဒီသူကအာဒီဘက်မှာကျွန်တော်တို့ကဒီနှစ်ချက်ကိုပေါ့နော်နှစ်ချက်ကိုသူက series ရှိတယ် series ဆိုကျွန်တော်က i2 လေဟုတ်ဟုတ် series ဆို i2 ကဖြစ်တဲ့အတွက်ကျွန်တော်တို့ကတန်းပိုးတွေတန်းပိုးတွေဆို20ပိုးတွေရသွားတယ်ဒါနော်20ပိုးတွေဖြစ်သွားခြင်းအားဖြင့်ဒီဘက်ကအဆက်ကြီးကလည်း20ပိုးတွေဖြစ်တယ်။ဆိုတော့အဲ့20ပိုးတွေရှိတဲ့ဒီဘက်နဲ့20ပိုးတွေရှိနေတာတူသွားတယ်။နော်။ MBR ကလည်း5 MBR စီတူသွားတယ်ပေါ့နော်။ဆိုတော့အဲ့ကျတော့အဲ့ ဝက်အရာလည်းတရားဝက်တူသွားတယ်ဗျာဟုတ်တယ်ဟုတ်ဒီနှစ်ချက်နဲ့ဒီတစ်ချက်စာနဲ့အတူတူဖြစ်သွားတယ်အဲ့အတူတူဖြစ်သွားတဲ့နှစ်ခုသူတို့ကျွန်တော်တို့ကပရလယ်ပြန်ချိန်လိုက်တယ်ပရလယ်ချိန်လိုက်တဲ့အချိန်မှာကျွန်တော်ကပရလယ်ဆိုရင်ကျွန်တော်တို့ကအာဒီ V2 တာပေါ့နော်ပရလယ်ဆို V2 ကဖြစ်တော့အိုင်ပေါင်းမယ်အဲ့ကြောင့် 5mA နဲ့ 5mA နဲ့ပေါက်လိုက်တဲ့အချိန်မှာ 10mA ရသွားတယ်ဟုတ်ပြီနော်ဒီမှာ10 ampere ရသွားတယ်ဆိုတော့အဲ့10 ampere ရသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအာဒါဆိုရင်200 watt ကျွန်တော်တို့ရရှိမှာဖြစ်ပါဒါကတော့ hybrid connection ပေါ့ okay ဒါဆိုရင်ကျွန်တော်တို့ကဒီဆိုလာနဲ့ပတ်သက်ပြီးတော့ခုနကရှင်ရှိတဲ့အခါမှာမတူညီတဲ့ဆိုလာချက်တွေကိုပေါင်းလို့ရလားမရဘူးလားဆိုတာကိုတော့နားလည်သွားပြီလို့ထင်ပါတယ်။အခုကျွန်တော်ဆွေးနွေးခဲ့တဲ့ဒါအရှိကလေးတွေကကျွန်တော်ဆိုလာစွိုင်းနဲ့လက်စစ်တော်အားထုတ်ယူခြင်းဤပညာအခြေခံဆိုတဲ့ကျွန်တော်ရဲ့စာအုပ်ထဲကအကြောင်းအရာလေးကိုထုတ်နှုတ်ပြီးတော့ပြောတာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။